တကလုံးပော့ပါစီပြီးကျမစီမဲ့အပူထွက်စီမဲ့ရေချိုးချိန်နဲ့ရေချိုးနီးများပြည့်တက်ကြီးအားလုံးမင်္ဂလာပါရှင်ဒီတပတ်ရဲ့ကျမရေးပညာပေးစီစဉ်မှာတော့တကလုံးပော့ပါစီပြီးကျမစီမဲ့အပူထုံရေချိုးနီးရေချိုးချိန်တွေကို ပြောပြပေးပါမယ်လူတိုင်းကရီချိုးကြပေမဲ့ငါးရင်းနဲ့နီလန်မချိုးတဲ့အချိန်တွေမှာချိုးတတ်ကြပါတယ် မောင်းရင်းနဲ့နီးလန်းတွေနဲ့ရေချိုးခြင်းဟာချက်ချင်းဆိုးကျိုးတွေကိုခံစားရမှာမဟုတ်ပဲတဖြည်းဖြည်းနဲ့အသက်ကြီးလာတာနဲ့အများအဲ့ဒီအကျိုးဆက်ကိုခံစားရမှာပါ အထူးသဖြင့်အရွယ်မတိုင်ခင်မျက်စိနာခြင်းမျက်စိမုန်ခြင်းအလွယ်တကူကိုယ်လက်ညောင်းညာခြင်းတွားနေခြင်းအမေရွံ့ရောချင်းစတဲ့အကျိုးဆက်တွေပါဒီလိုတွေဘာကြောင့်ဖြစ်ရသလဲဆိုရင်လူတိုင်းမှာမှုလောင် အောင်းနေတဲ့အပူအပုပ်တွေရှိပါတယ်။ဒီအပူအပုပ်တွေကိုရေချိုးပြီးမထုတ်ရင်အန္တရာယ်ရှိပါတယ်။အောင်းပူတွေကိုစနစ်တကျမထုတ်ပဲကန်ထွက်မယ်ဆိုရင်ကျန်းမာရေးအတွက်အန္တရာယ်ရှိတာမို့ပါ။ဒါကြောင့်ရေချိုးနီးမှန်ဖို့စနစ်ကျဖို့လိုအပ်တာပါ။ This video is intended for educational purposes only and should not be considered medical advice. If you had any concern about your health, please consult a qualified healthcare professional directly အပူအဖြစ်အပူအဆက်အစားများသူအပူများသူမျက်စိအနာသူတွေပုံမှန်ကျင့်သုံးသင့်ပါတယ်ကျန်းမာခြင်းတဲ့သူတွေအတက်လည်းပုံမှန်ကျင့်သုံးသင့်ပါတယ်ယောဂရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလူတိုင်းအတွက်အပူတွေထပ်စီမဲ့အနိုင်မခံပဲအပူထုတ်တဲ့နှီးတွေကိုပြောပြပါမယ် ရေမချိုးခဲအပူထုံနီမကြီးရေခက်ကြဲကြဲခက်ပါပါလေးခန္ဓာကိုယ်တစ်ခုလုံးကိုပုတ်ပါစာနည်းနည်းဖြင့်ဘယ်ချေဖွားကိုညာလက်ဖွားနဲ့ညာချေဖွားကိုဘယ်လက်ဖွားနဲ့အလျားလိုက်အကျိန်50ခန့်ပုတ်ပါပြီးရေရေတစ်ခွက်တောက်ပါ10မိနစ်ကြာမှရေချိုးပါရေချိုးရမှာရေကိုဝုန်းကနေ တန်မချိုးပါနဲ့ချီရေလက်ရေကို ဖြစ်တလို့စမလောင်းပါနဲ့ပောင်းအလဲလက်မောင်းအလဲအစီရှိတဲ့နေရာတွေမှာ အပူခိုးတာမို့ပောင်းအလဲလက်မောင်းအလဲကအစလောင်းပြီးအစွန်အပြားတွေကို လောင်းပါပြီးတော့ညနာတက်ပါတကူလုံးချိုးပါဒီလိုစိတ်ရှိလက်ရှိချိုးပေးမှ အပူတွေတစင်းစင်းထွက်မှာပဲဖြစ်ပါတယ်နောက်တစ်နည်းကတော့ ျမတို့ရဲ့ဖိုးပွားလက်ထက်ကလေးကတုံးတဲ့နီလန်ပါရေမချိုးခင်ဒူးနှစ်ဖက်ကို ရေလေးနဲ့ပုတ်ပေးတာပါဒီမှာခြေထောက်ကနေတစင်ချင်းအောက်ကနေကိုယ်အပေါ်ပိုင်းအထိ ရေလောင်းချိုးတာပါတကူလုံးရေချိုးဆက်ပြတိုက်ပြီးမှမျက်နှာတဲ့ခေါင်းလျှော်ပါ အထူးမှတ်သားရမှာကစားပုတ်ပြီးရေချိုးပါရေမချိုးဖြစ်ပေစားမပုတ်ပါနဲ့ ညအခါညစ်ပေလို့ခြေတော့ကိုရည်စေးရင်လည်းချောက်အောင်ပြန်တော့ပါရည်မချောက်ရင်မျက်စိနာတတ်ပါတယ်မျက်ဝတ်မျက်ကြီးတွေထွက်တတ်ပါတယ်အပူထုတ်နီးနောက်တနည်းကတော့ရည်ချိုးရင်မကြီးသီးစားစခရက်လေးခြေဖွားကို အရင်ပွတ်ပါဒီနေရာမှာမကြီးသီးနဲ့စားနေထားတာလည်းရပါတယ်ခြေဖွားကနေတဖြည်းဖြည်း ခန္ဓာကိုယ်အပေါ်ပိုင်းထိတက်သွားပြီးတကိုယ်လုံးကိုပုတ်ပါနမိတ်နဲ့ထားပြီးရေချိုးချရပါမယ်မကြီးဆက်ပြကရမတ်ဆက်ပြကြိတ်ရာကိုတိုက်လို့ရပါတယ်ဒီဆက်ပြတွေကတော့ပုံမူထီရောက်ပါတယ်တုံးတော့လေတိုက်နေချဆက်ပြလဲတုံးလို့ရပါတယ်ခုလိုမကြီးအနစ်နဲ့စား ရောနေထားတာကိုသိပေးခြင်းအပြင်အပူကင်းပြီးတော့အသားရင်ကြည်လင်လပလာမှာပဲဖြစ်ပါတယ်ရှင်။ရေချိုးပြီးရင်တော့အထူးသဖြင့်အပူများတက်တဲ့သူတွေကတော့ရေချိုးပြီးတိုင်းကရမတ်ကို ခြေဘွားကနေစတင်က တကူလုံးလိမ့်ကြံပေးပါ။ကရမအစွမ်းကတော့အပူကိုအမြန်ဆုတ်ထုတ်ပြီးတော့အသားရေကိုအေးစေပါတယ်။ဒါလေးတွေကတော့ ကျမ်းမာစီမဲစနေတကြရေချိုးနီလန်းတွေပါစနေတကြရေချိုးနီအပြင် ချိုးရမယ့်အချိန်ကိုတည်မယ်ဆိုရင်လေရေချိုးမာပြီဖြားနာဒါမျိုးနေမကောင်းတာမျိုး မရှိစေမှာပဲဖြစ်ပါတယ်နေဝင်ငှို့ရှိုးရေမချိုးနေကက်ဆိုးအဖျားဝင်လဲမြီဆိုတဲ့အတိုင်းဥတုသုံးပါအလိုက်ရေချိုးနီကိုပြောပြပါမယ် ။စာဦးသူမှာဆိုရင်တက္ခိနခေါ်တောင်ဝင်ယူဆုံးမှာနေထွက်ပါတယ်။ကဘာနဲ့ဝေးกว่าတာကြောင့်နေထွက်ချိန်နောက်ကျပါတယ်။နေနဲ့ဝေးတာကြောင့်တေဇောတက်တီအရနေပါတယ်။ဒီခါမှာတေဇောတက်ကိုကြောင်ရွနဲ့အဖျားပိုးတွေဟာထကြွလာပါတယ်။ယောဂဘူအတော်တော်များများဟာနေအောင်ချီကိုကြောက်ကြပါတယ်နေအောင်ချီမှာပေကြပါတယ်ပူမှုအေးမှုတေဇောပြုတီတေဇောယောက ယောဂရာတီတေဇောတီတက်ဆောက်တတ်ဖြစ်တီမိမိနေထဲတဲ့အိမ်မှာနနက်ခင်းနေအောင်ကြီးမရရှိဘူးဆိုရင်မိမိရဲ့အိမ်သားတွေဟာမကြခဏဖျားနာကြမှာပဲ ဖြစ်ပါလေနေအောင်ကြီးကမိမိရဲ့အိမ်ကိုမလာတဲ့အခါမှာမိမိကိုယ်တိုင်က နေအောင်ချီရှိရာကို သွားရမှာပဲဖြစ်ပါတယ်။မနက်ခင်းနေအောင်ချီကိုနာယီဝက်ခတ် ခံယူလက်ယုံနဲ့မိမိအတွက်တနည်းသာ လုံလောက်တဲ့တေဇောဓာတ်ကိုရရှိပြီးဖြစ်ပါတယ်။ငွေမကုံတဲ့စေးတပါးကနေရောင်ချီပင်ဖြစ်ပါတယ်။မနက်ခင်းမြေကလည်းရေကူးကန်စနာဒီမှာနေရောင်ချီခံပြီးတော့ရေချိုးခြင်းဟာ အထူးကြမ်းမာစေပါတယ်။ ။ဆောင်းမှာမနက်7:00နာရီခန့်အတွင်းရေချိုးခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်။ကျန်းမာတဲ့လူငယ်တွေအတွက်မနက်စောစောကရေချိုးနိုင်ပြီးမယ်။အသက်ကြီးပိုင်းလူကြီးတွေကတော့ရေချိုးဆင်ခြင်ရပါမယ်။နေကိုမိုးတစင်ဆောင်း37ဆိုတဲ့စာချိုးအတိုင်းဒါရေချိုးတင်ပါတယ်။မေကိုမိုးတဆေဆောင်းစစ်တဲ့ဟာလူကြီးများအတွေ့ရေချိုးချိန်ဖြစ်ပါတယ် ညမီဖက်နေဝင်ချင်းရီချိုးချင်းကို ရှီးဆရာကြီးတွေကလည်းကန့်ကွက်ခဲ့ကြပါတယ်။ကျမရေးသွဲခွင့်မပြုကြပါဘူး။ရီချိုးမာတာလို့ဆိုချင်းဟာညနေနဲ့ညနေပိုင်းရီချိုးသူများမှာ အဖြစ်များတာကိုတွေ့ရပါတယ်။ရီချိုးဆင်ချင်ချင်းဟာ မမားတဲ့အရာဖြစ်ပါတယ်။ညနေဖက်ရီမချိုးချင်းဟာအကောင်းဆုံးဖြစ်ပါတယ်။မလဲမရှောင်သာချိုးရမယ်ဆိုလည်းလေ ညဉ့်ညံဆက်ဆံချိုးဖို့လိုအပ်ပါတယ်။ချစ်နိုင်ရင်လည်းရင်နွေးဆက်ပြီးတော့ချိုးပါ။ရင်ချိုးပြီးရင်လည်းတင်စိုးတက်ရစီဖို့အတွက်ဂျင်းပြုတ်ရီပူပူလေးဒါမှမဟုတ်ဂျင်းသက်ကိုပပလီရင်နွေးမက်ခွက်တစ်လုံးမှစိန်ထားပြီးအုပ်ထားပြီးတော့ကော်ဖီတစ်ခွက်စာခန့်တောက်ပေးပါ။ရာဒီဥတုဆိုးတဲ့အချိန်အပြားအနာထူတဲ့အချိန်တွေမှာဂျင်း ခင်ရဲ့ပြုတ်ရည်ဒါမှမဟုတ်ကိုင်းရဲ့ပြုတ်ရည်ကိုမိသားစုလိုက်တောင်းတုံးချင်းဟာအဖျားယောဂါများကူးဆက်ခြင်းပြီးမှကကွယ်နိုင်ပါတယ်ခုပြောပြတဲ့နီလန်းတွေကတော့စနစ်တကျရီချိုးချိန်နဲ့ရီချိုးနီလန်းတွေပါဒီနီလန်းတွေကိုကျင့်သုံးသွားမယ်ဆိုရင်အသားအရေကြည်လင်လာပါမယ်အပူအပုတ်ကင်းစင်ပြီးတော့ကျန်းမာစေမှာပဲဖြစ်ပါတယ်ကျန်းမာတဲ့ရီချိုးနီလန်းတွေက ပင်လုံးဆရာကြီးရဲ့စီးနီးလေးတွေကနေမျှဝေပေးတာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်လည်းခုလိုအကြောင်းအရာတွေကိုမျှဝေပေးမှာဖြစ်တာကြောင့်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးပါဦးနော်။ဒီသမားဗီဒီယိုတွေကိုတရားဖို့ဘေးကခန်းလောင်းကိုလည်းနေပေးခဲ့ကြပါဦးနော်။ပြည့်တက်ကြီးအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ။